ဦးမင်းအောင်လည်းတမနာဖြစ်မလားစိတ်စိတ်ဝင်စားအောင်ဆရာကောင်းတဲ့မိကုံးပေါ့ဗျာနော်အဲ့တော့ तू တမနာယာတူကျွန်တော်ပြောခဲ့လေ तू တမနာယာတူ तू တမနာဖြစ်လို့ရှိရင်ဒါခင်ဗျားတို့မှန်တယ်ခင်ဗျားတို့မှန်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ကျွန်တော်ညီပိန်းလို့ကျွန်တော်ဘယ်တော့မှမခေါ်တော့ဘူးဆိုတဲ့စကားကိုကျွန်တော်ပြောခဲ့တယ်နော်လောလောဆယ်ကျွန်တော်ကဘီထီဆိုတဲ့ကကျွန်တော်ရှုံးပါပြီလေလောလောဆယ် तू ကခင်ဗျားတို့ပြောသလိုပေါ့ဗျာလောလောဆယ်အမှန်ပဲအားကြီးတမနာယူလာတဲ့ခါကြတော့ကျွန်တော်ရှုံးသွားပြီဆိုကျွန်တော်ဘယ်တော့မှမခေါ်တော့ကျွန်တော်ကြိုက်တာကျွန်တော်ခေါ်လို့ရတယ်နော်ခင်ဗျားတို့ကြိုက်လို့ပြောလို့ရတယ် ခင်ဗျားတို့ပြောသလိုပဲကျွန်တော်မှခံရမယ့်ပုံစံဖြစ်ပါပါတယ်။ဟုတ်။ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညချမ်းသာပါ။ဒါကြောင့်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်တည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်မန္တလေးတိုင်းဘက်ကတည်င်းကောင်းလေးနဲ့စရမယ်ဆိုရင်မန္တလေးတိုင်းမြင်းကြံမြို့နယ် လေတရွာအကြံပတ်စစ်တပ်စုပေါင်းကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်သားစစ်ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ၄ရက်နေ့မွန်းလယ်၂နာရီခန့်အချိန်မြင်းကြံမြို့နယ်လေတရွာအကြံပတ်စစ်တပ်စုပေါင်းကိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒါအဲ့ဒီပြစ်ခတ်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားကြောင်းဒေသခံပြည်သူတွေကအတည်ပြုပြောဆိုထားပါတယ်ဒါမြင်းကြံခရိုင်တပ်ရင်ခွန်းနဲ့0ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူဗိုလ်သက်ကြီးကတော့ ဲ့ဒီအကြံပတ်စစ်တပ်ကိတ်ကို RPG ပခုံးထမ်းနဲ့ပြစ်ခတ်ခဲ့ပြီးတပ်ပွဲဖြစ်ပွားချိန်မိနစ်20ကျော်ကြာမြင့်ခဲ့ကြောင်းနဲ့ဒါအဲ့ဒီအထိနာသွားတဲ့အကြံပတ်စစ်စေးကိမ်းမလက်နက်တွေကိုယာယူဖို့ကြိုးစားချိန်မှာစစ်ကူများရောက်ရှိလာတဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းစင်ပြထားပါတယ်ဒါတဆက်ထဲမှာပဲမန္တလေးတိုင်းတောင်တာမြို့အဝင်ကဲကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့မိစုဆင်းလင်းခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်6:00ခန်းမှာတောင်တာနထိုးကြီးလမ်းမမှာရှိတဲ့ ောင်တာမြို့အဝင်ဂိတ်ဖြစ်တဲ့မကြီးရိုးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တတ်ခတ်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီတတ်ခတ်မှုအတွင်းဂိတ်အတွင်းမှာစစ်တဲ့အကြမ်းဖက်စစ်သားတွေကထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်တွေကဂိတ်စခန်းကိုမိဆုဆင်းလင်းခဲ့ကြောင်းသိရပါဗျ။ဒါအပြင်ကမှတောင်တာမြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတဦးကလည်းပစ်ခတ်မှုဖြစ်ပွားခဲ့ဒီကိုအတည်ပြုပြောဆိုထားပြီးအကြမ်းဖက်စစ်သားတွေကမြို့ထဲကိုဝင်ရောက်လာကတပ်နက်များပစ်ဖောက်ခဲ့ကြောင်းနဲ့တောင်တာနှထိုးကြီးနမ်းပိုင်းမှာစစ်တဲ့မြို့အဝင်ဂိတ်မှမိကုန်းများထွက်လာသည်ကိုလည်းတွေ့မြင်ခဲ့ရကြောင်း ဟစ်တဲ့မီဒီယာကိုပြောဆိုထားပါတယ်ဆိုတော့ပထမဆုံးဒါကြောင့်မန္တလေးတိုင်းဘက်ကသတင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီတနင်္သာရီတိုင်းဘက်မှာဆိုရင်တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်မှာ တက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ၁၃ဦးသေဆုံးခဲ့ကလက်နက်9လက်နဲ့ခဲယမ်းတင်းစီရမိခဲ့ပါတယ်ဆိုတော့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မနက်10:00နာရီခန့်မှာတရက်ချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ တနိုင်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒါကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်မှရဲဘော်တအူမြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရကြောင်းသိရပါဗျ။ဒါစက်တင်ဘာလ30ရက်နေ့မှာလည်းမနက်9နာရီခန့်မှစတင်ပြီးည9နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရမှာဒါကြောင့်တော်လိုင်းရဲဘော်တအူထပ်မံကြဆောင်ခဲ့ရကြောင်းသိရပါဗျ။ဒါအဲ့ဒီထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကခုနှစ်ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းနဲ့ တိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်မှလက်နက်တလက်ဆုံဆုံခဲ့ရပေမဲ့ဒါစစ်သားလောင်းများနဲ့လက်နက်တချို့သိမ်းဆီးနိုင်ခဲ့ကြောင်းသိရပါဗါဒါအဲ့ဒီတိုက်ခိုက်မှုကိုတော့တဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကလုံဆောင်ခဲ့ကြောင်းသိရပါဗါဒါအပြင်အော်တိုဘာလ၁ရက်နေ့မနက်7:45မိနစ်ခန့်မှာလဲတရက်ချောင်းမြို့နယ်ပဒက်ချောင်းကြီးရွာကိုစစ်ကြောင်းတို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီးအဲ့ဒီတပ်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းနဲ့ အဲ့ဒီတက်ခိုက်မှုကိုတော့တဝဲခရိုင်တပ်ပေါင်းစုနဲ့ခရင်ယူတပ်မဟာလေးတပ်ရင်းစနစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြပြီဒါအဲ့ဒီတပ်ဖွဲ့တွေအတွင်းအကြမ်းဖက်စစ်သားတွေထံမှလက်နက်ခုနှစ်လက်နဲ့ခဲများတင်စီရမိခဲ့ကြောင်းသိရပါဗျာတတဆက်ထဲမှာပဲတနင်းတိုင်တိုင်းပလောမြို့နယ်ကျောက်စုစစ်တပ်ဂိတ်အနီးမှာအမှတ်လေးရက်ွက် အုပ်ချုပ်ရေးမှူးစိုးရီနဲ့၎င်းရဲ့တပ်တော်ဆောင်နှစ်ဦးတို့ကိုပြစ်ခတ်ဆင်းလင်းခဲ့ရမှာနှစ်ဦးစလုံးတေဆုံးသွားပြီးတနက်တက်လက်နဲ့ခဲများတင်စီရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါအော်တိုဘာလ23ရက်နေ့မနက်စစ်နိုင်ခန့်ကပလောမြို့နယ်အမှတ်လေးရက်ကွက်မှာစီးတဲ့ကြောက်စုစစ်တပ်ကိတ်အနီးမှာအမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှူးစိုးဝိန်နဲ့၎င်းရဲ့တပ်တော်သောစစ်သားတအုတို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်ဆင်းလင်းခဲ့ရမှာနှစ်ဦးစလုံးတေဆုံးသွားပြီး AK47 တနတ်တလက်ဂျီပေါက်တစ်ခု7.62 G 9000တောင်းခလေးကစားစရာပစ္စတိုတလက်ခလေးကစားစရာလက်ပစ်ပုံနှလုံးနဲ့ Vivo ဖုန်းအစုပ်တစ်လုံးတို့ကိုတင်စီရမိခဲ့ကြောင်းသိရပါဗျ အဲ့ဒီတေဆုံးသွားတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုစိုးရီကပြည်သူလူထုအပေါ်လက်နက်အတုများနဲ့ချင်းချောက်ကငွေညှင့်ခြင်းစစ်မှုတန်အတင်းကျပ်စုဆောင်ခြင်းနိုင်ထက်စီးနှင်းများပြုလုပ်နေတဲ့အတွက်ကြောင့်မပြုလုပ်ရင်အကြမ်းကြီးတတိပေးပေမဲ့လိုင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ပြစ်ကတ်ဆင်းလင်းခဲ့ရခြင်းဖြစ်ကြောင်းအသိပေးထားပါဗျ။ဒါအဆိုပါတိုက်ခိုက်မှုကိုတော့ဘက်ခရအမှတ်တက်ရင်နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ လုံဆောင်ခဲ့ခြင်းဖြစ်ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထူးကိမရှိပဲပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ဆိုတော့ နောက်ထပ်တော့တနင်းတိုင်တမ်းဘက်ကတည်င်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်အကိုချေတို့ဘက်မှဆိုရင်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဂုံးချိန်တိုင်နယ်မှာစစ်တဲ့အကြမ်းဖက်စစ်တပ်ရဲ့အမှတ်30နဲ့ရဲတပ်ရင်းတို့စင်အား300လောက်နဲ့လက်နက်ခဲယမ်းတွေထပ်မံဖြည့်တင်းလိုက်ပါတယ်ဆိုတဲ့တည်င်းလေးကတော့ဒါနိုဝင်ဘာလ2ရက်နေ့ကနေပြည်ကနေတဆင့်ကြောက်ဖြူမြို့အမှတ်1ဖောင်တော်စိတ်ကံတို့တင်ပြီးကားနဲ့ပို့ဆောင်ခဲ့ပြီးတော့လူရင်ကလက်နက်အင်အားထပ်မံဖြည့်တင်းခဲ့တယ်လို့မြို့ကန်တယောက်ကပြောပြထားပါတယ်။ ဒါလက်စီကြောက်ဖြူမှာအာရခတတ်တို့ A နဲ့အချမ်းဘတ်စစ်တတ်တို့ဖြစ်ပေါ်နေတဲ့တပ်ပွဲအတွင်အချမ်းဘတ်စစ်သားတွေကတိုက်ရင်အလိုက်တေဆုံမှုတွေရှိနေသလိုတပ်ပွဲတွေမှာအကြဆုံးများလာတဲ့အတွက်အချမ်းဘတ်စစ်တပ်ကအခုလိုအင်အားဖြည့်တင်းနေတာဖြစ်တယ်လို့မြေပြင်စစ်ရေးသတင်းမြစ်တူးကလည်းပြောဆိုထားပါတယ်။ကဲတော့ဆက်ပြီးတော့ဒီနိုင်ငံဘက်မှာဆိုရင်အချမ်းဘတ်စစ်တပ်ကအမ်ပတန်ရိုးတောင်ကျောင်းနမ်းမှာစီးတဲ့နိုင်ငံလေကြောင်းရံကာကွယ်ဗျူဟာစခန်းကိုလမ်းဟောင်းနဲ့လမ်းသစ်ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ လန်ဟောင်းဘက်ကစစ်ကြောင်းကဆိုရင်အကြဆုံးများပြီးပြန်လဲဆုတ်ပေါက်သွားပြီးတဲ့နောက်လန်တဲ့ဘက်ကနေစစ်ကြောင်းကိုထပ်မံအင်အားဖြစ်တင်ကပြန်လဲထိုးစစ်ဆင်ရကနေဂုံကြီးကြီးရအစေးဘက်မှာတပ်ဖွဲ့တွေအပြင်းထန်ဖြစ်ပေါ်နေကြောင်းသိရပါတယ်ဒီနယ်ရီကန်တောင်ကိုဗစီရဘက်ကတက်တဲ့လန်ဟောင်းကဆိုရင်တောင်တွေမတ်ဆောက်ပြီးအကွေအကောက်များတဲ့အတွက်အာရခတ်တတို့အေကနေရကောင်းကနေဖြတ်တောက်တက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အကြံပတ်စစ်တပ်ကအကြဆုံးများပြီးပြန်လဲနောက်ဆုတ်သွားခဲ့ရတယ်လို့သိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်နိုင်ရံဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ် ဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီရခိုင်ပြည်နယ်ပလက်ဝမြို့နယ်အတွင်းတီစီနေနိုင်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တီနီယာနဲ့အေအေရဲ့ဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့နေပြည်တော်စစ်ရုံးချုပ်ကညွှန်ကြားထားပါတယ်ဆိုတဲ့သတင်းလေးကလည်းအရခတ်တော်အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသတို့ပြည်လဲရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးတဲ့နောက်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်တဲ့နေပြည်တော်စစ်ရုံးချုပ်ရဲ့ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးမှာထို့သို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါဗျာ ယခုနှစ်ဩဂုတ်လ30ရက်နေ့အေစီဥစည်းချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မရိုင်ဂျာများနဲ့တွေ့ဆုံခဲ့ပြီးရခိုင်ပြည်နယ်မှာ၎င်းရောက်ရှိနေမှုကိုဓာတ်ပုံများနဲ့တကွထုတ်ပြန်ခဲ့ရမှာအကြံပတ်စစ်တပ်က၎င်းရဲ့တီနီယာနဲ့အေရုံးဌာနချုပ်နေရာတွေကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ဒါအပြင်ရခိုင်ဒေသမှာစစ်တဲ့လက်လွတ်ဆုံးဆုံးထားရတဲ့နေမီတွေကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်တွေကိုအကြံပတ်စစ်တပ်ကရေးဆွဲနေပြီးကြည်လီပူပေါင်းထိုးစစ်ကြီးတွေကိုလည်းဆောင်ရွက်ဖို့စီနေကြောင်းသိရပါတယ်။ ဒါအပြင်ရခိုင်ဒေသမှာစစ်တပ်ရဲ့ပြည်သူ့စစ်မဟာဗျူဟာကိုအစိန်ဟုန်ဖြစ်ပြန်လဲအကောင့်ထဲပို့နိုင်ရင်နေမည်စုံမှုပြန်လဲရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံတဲ့ရခိုင်နိုင်ငံရေးသမားများစစ်တပ်နဲ့အစဉ်ပြေနေတဲ့ရခိုင်လက်နက်ကိုင်များစစ်တပ်လိုလာတဲ့ရခိုင်စီးပွားရေးသမားများထံမှအကြံဉာဏ်များရယူရန်နဲ့ပူပေါင်းဆောင်ရွက်ဖို့ကိုလည်းစီမံချက်များချမှတ်ကဆောင်ရွက်လျက်ရှိနေကြောင်းသိရပါဗျ။အဲတော့ငါတို့အာရခတ်တက်တော့ AA စစ်ဦးစီးချုပ်ဘူချုပ်ထွန်းမင်းနိုင်ရဲ့နေရာကိုမင်းတို့ကစုံစမ်းဖော်ထုတ်မယ်မလုပ်နဲ့ဘူးနော်။ မင်းတို့ကောင်းတဲ့အခုခွေးပုံးမပုံးပုံးနေကြတဲ့နေပြီးတော့ထဲမှာပဲနော်ကိုကိုကိုလုံကြုံရဲ့လာတော့အရင်မေးကြည့်ကြပါဦးနော်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီတပ်ပေါင်းစုဖွဲ့ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုသက်ကြီးရဲ့ပြောဆိုထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့တော့ကျွန်တော်တို့ကရှုံးခဲ့ပြီးသားလူတွေရှုံးခဲ့ပြီးသားပြည်သူတွေရှုံးခဲ့ပြီးသားပြည်သူတွေကကျွန်တော်တို့အနိုင်ရအောင်လုပ်မယ်ဆိုကျွန်တော်တို့ရဲ့တမိုင်းလေး အဲ့အဲ့တော့အဲ့ဒီတမိုင်းကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဘယ်လိုရအောင်ယူမလဲဒါလိုတယ်နောက်ချက်ကဒီစီလုံးမှုစီလုံးမှုကတော့ကျွန်တော်တို့အားလုံးရှိကြတယ်ဗောနော်ဟိုဘယ်လိုပေါ့မလဲကတော့ခစားလေးရှိချင်ရှိမှာပဲအရေးကြီးရင်ကျွန်တော်တို့တွေးစီရမယ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့ရှိပြီးသားနောက်တစ်ချက်ကကျွန်တော်တို့ဒီဟိုပါဗောပြောရရင်တော့ဗျာကျွန်တော်တို့ကဘယ်လိုပေါ့မလဲကိုပေါင်ကိုလန်ထောင်းတယ်လို့လည်းဖြစ်မှာဗျာဟိုဘယ်လိုကိုကိုကိုလည်းပြန်ပြုတ်ပြရမယ်ငါငါအားလက်ချက်ပါတော့လူများအောင်မကြည့်နဲ့ကိုကိုကိုကြည့်ငါအားလက်ချက်ကပါလေငါအားတာချက်ကပါလေသူ့ရဲ့အားလက်ချက်ကပါလေသူ့ရဲ့အားတာချက်ကပါလေအမှန်တော့ ဟိုဘေးလိုကြည်လာတဲ့ကိုကူကူအကောင်းဆုံးကြည်လာအကောင်းဆုံးပေါ့ဗျာကျွန်တော်ကဒီစနစ်ပဲသွားတယ်အဲနောက်တစ်ခါကိုဘာဖြစ်အောင်လုပ်မယ်နောက်တွန်လိုင်းစိတ်တက်တွန်လိုင်းစိတ်တက်ပြည့်လို့ရှိရင်အားလုံးပြည့်ပြည့်စုံသွားဘာမှမလုပ်အိတ်တာမေးစစ်ကြီးကလည်းရှိတရားမလုပ်ဘူးဘာမှရှိတရားမလုပ်တစိုက်မမတ်သွားနိုင်ဖို့ပဲဒါသွားနိုင်ပြီဒါဆိုလို့ရှိရင်နောက်လာဒီစုဖွဲ့မှုပါညာဆိုတာဟိုဆော့ပြောတဲ့ဟိုတပ်ပေါင်းစုဆိုတဲ့ပုံစံမျိုးအခုတွန်တွန်ကျဲကျဲပြောလာကြတယ်ဒါလည်းလွယ်လွယ်လေးအကြံပေးလို့မရဘူးဗျဟိုတပ်ပေါင်းစုဆိုပြီးတော့ကျွန်တော်တို့အောက်မှာ comment ဝင်ရေးတဲ့လူတွေကတော်လန်ကြီးကိုဘယ်တော့ပါဝင်ထားတယ်လဲ ူပေါင်းပေါင်းမှာကျွန်တော်တို့ကရှိရအောင်အဲ့တော့တပ်ပေါင်းစုဆိုတာဆော့ပြောတယ်လို့ကျွန်တော်တို့ကတပ်ပေါင်းစုသဘောမျိုးပဲကျွန်တော်တို့ညဉ့်ညံ့ခိုင်မှာရှိတဲ့ဖွဲ့စည်းအားလုံးကကျွန်တော်တို့ NUG နဲ့ပတ်သက်တာတွေများတယ်အခုဆိုကျွန်တော်တို့တက်လာတာရင်းမှုတွေကြီးပဲဒါရင်းမှုတွေအားလုံးရင်းနေကြီးပဲတော့ပတ်ကဖားတွေရှိမယ်တချို့ဟို local လေးတွေဆိုရင်လည်းပတ်ကဖားလည်းအောက်ကနေတောင်းနေတာတွေရှိတယ်အဲ့တော့အဲ့ဒီအဖွဲ့အစည်းရနေပဲအဓိကဗျာဥစားဥရလုပ်ဖို့လိုတာကျွန်တော်တို့မမျော်လင့်နေရတယ်မျော်လင့်လို့မရဥပမာမင်းလုံငါလုံဆိုရင်တော့သူ့အနေနဲ့သူအဆင်မပြေနိုင်ဘူး ဒါ professional ပုံစံမျိုးတော့ capacity power အရန်ကြီးတဲ့အထက်ကလာတဲ့ဦးစီးဦးဆောင်လူမျိုးဖြစ်လို့ရှိရင်ကျွန်တော်တို့ကတစုတစည်းတက်ခဏလေးပဲခဏလေးပဲအခုလည်းမစုစည်းတာမဟုတ်ဘူးကျွန်တော်တို့ကနည်းမြေအလိုက်ပေါ့နော်သူ့ရဲ့နည်းမြေလိုက်ကိုယ့်ရဲ့နည်းမြေလိုက်လုပ်နေကြတာဖြစ်တဲ့အတွက်တချို့ကဟာသူကတော့ဘလူငါကတော့ဘလူဆိုတာမျိုးတွေတချို့ထင်ရောက်ထင်မှဖြစ်နေတာတကယ်တော့ဘယ်နေရာမှာရောက်ရောက်တောင်ဘက်ကိုရောက်လို့ရှိရင်လည်းကျွန်တော်တို့ကတောင်ဘက်မှာရောက်နေနီးစပ်လို့ရှိရင်ကျွန်တော်တို့ကူညီခဲ့တာပဲကူညီခဲ့တာမဟုတ်ဘူးလေပူးပေါင်းခဲ့တာပေါ့နော် ကျွန်တော်တို့ဘက်ကိုရောက်နေလို့ကျွန်တော်တို့အားနေလို့ရှိရင်လည်းမြောက်ဘက်ကအဖွဲ့တွေကလာပြီးတော့ပူးပေါင်းဆောင်ရွက်တာရှိတာအရှိတ်ဘက်မှာဆိုလည်းအရှိတ်ဘက်နီးစပ်တယ်လို့ပူးပေါင်းဆောင်ရွက်ပြီးလုပ်နေကြတာဟာမင်းဟာမလို့ငါဟာမလို့ငါတို့မလုပ်ဘူးဆိုတဲ့မျိုးစိတ်မျိုးတော့ဘယ်သူမှမရှိကြဘူးဒါလေးတွေလည်းကွဲကွဲပြားပြားမြင်ဖို့လိုမယ်ကရောက်ကစားတော့ရှိချင်ရှိမယ်ဒါပေမဲ့အတိုက်ခိုက်မဖြစ်ဘူးဒီလိုမျိုးတွေကကျွန်တော်တို့စိုးစိုးဝါးဝါးပေါ့ဗျာသူ့အဖွဲ့ငါပြစ်တာတယ်ငါ့အဖွဲ့သူပြစ်တာတယ်ကျွန်တော်တို့ခိုင်မှာမရှိခဲ့ဘူးအဲ့လိုအဲ့အဲ့တော့ကျွန်တော်တို့ကစူးစိဖို့လွယ်တယ်အဓိကတော့ဗျာကိုမွန်လင်းလင်းပြောလို့ရှိရင်ကျွန်တော်တို့က MOD လောက်ရမယ်လုပ်တယ်ဗျာအဲ့ဒါတွေက ရှင်းရှင်းလေးရဲ့ရဲ့ပဲပြောတော့မယ်ကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့ဒီမြေပြင်မှာလုပ်မယ်ဆိုလို့ရှိရင်ဥမာအိယာကိုအိယာကိုလည်းပတ်သက်တဲ့ဟိုဟာဥဆောင်သူတွေနောက်ဒီတပောက်သူတခုဖြစ်ဖို့ဆိုတာဖြစ်ပါမတိတ်အပေးယူရှိမှရဒီတိုင်းမရကျွန်တော်ဘယ်လောက်ပဲအတက်ကြီးကြီးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ပြောဟုတ်ကဲ့ပဲပြောပါမယ်ကျွန်တော်မထောက်ပံ့နိုင်ရင်ကျွန်တော်ရဲ့ဟိုဟာဘလို့မှပြောလို့အဆင်ပြေမှာမဟုတ်ငေါ့ဘုံနမ်းမှုပြောတာမဟုတ်ဘူးနောက်အဲ့ဒါလုပ်ဖို့ဆိုရင်လည်းအများကြီးလိုသေးတယ်ဘာလိုလဲဆိုတော့ကျွန်တော် ဒီစနစ်တကျစုဖွဲ့မှုတွေပါတယ်ပေါ့နော်နောက်စုဖွဲ့မှုတွေလေ့ကျင့်မှုတွေဒါဒါတိုက်ခိုက်ရေးအတွက်နောက်တစ်ခါသူတို့ရဲ့စနစ်ကျမှုအတွက်ကိုဘယ်လိုချိန်ဆုံးမလဲဥပမာ given day နဲ့ဥဆောင်တဲ့လူကလည်းနောက်ဟိုအပေးယူရှိတယ်နောက်တနက်တွေပြရမှာဗျာပြတော့တနက်တွေပြရမှာလေဒါဟုတ်တယ်မလားတနက်ဓမြလည်းဖြစ်သွားနိုင်တယ်လေအဲ့တော့ဒီပေါ်မှာအများကြီးလွဲတော့လွဲတယ်ဗျာပြောတာတက်ပေါင်းစုတက်ပေါင်းစုလေအရင်လွဲတယ်တကယ်လို့ဒါမှမတကယ်ဘူးအဲ့ဒါကိုပေါင်းပေါင်းလေးလေးစဉ်းစားကြည့်လိုက်ဒါကိုစဉ်းစားကြည့်လိုက်ရင် definition ဖွင့်လိုက်အခြေအကြီးပဲအခြေအကြီးအဲ့ကျွန်တော်အဲ့ဒါတိတ်တွန်းတွန်းကြဲကြဲမပြောဘူး ကိုမလုံနိုင်တဲ့အလုပ်ကိုသိပြီးတော့မပြောတာကောင်းတယ်အဲ့တော့လုံနိုင်မဲ့လူတွေကလုံအောင်ပါဥဆောင်သူတွေကတာဝန်ယူပြီးလုံမယ်ဆိုပြီးတော့တာဝန်ယူထားတဲ့နေရာယူထားတဲ့လူတွေကတာဝန်ရဲ့နေရာနဲ့မကွဲပြားဖြစ်နေတာသူတို့လုံမှပြတ်ပါဒီကိစ္စဒါရှင်းရှင်းလေးပဲသူတို့လုံမှပြတ်အဲ့တော့သူတို့မလုံနိုင်လို့ရှိရင်လည်းအခြားဖွဲ့တွေကလုံပါပဲနောက်ဆုံးပြောပြတာအခြား local တွေပါတယ်ကျွန်တော်တို့ဒီ MOD အောက်မှာမဟုတ်တဲ့ local တွေဟိုထားလိုက်တော့ကျွန်တော် MOD အောက်မှာရှိတဲ့အဖွဲ့တွေကိုစုစည်းညီညွတ်ဖို့ အဲ့တနေရာထဲမှာဖော်ပြဥဆောင်သူမျိုးတယောက်ရအောင်ကျွန်တော်တို့ချပေးလို့ရှိကျွန်တော်တို့အလိုလိုသွားမှာကျွန်တော်တို့ကပြီးတင်နေတာကြွာရှင်းရှင်းလေးတော့ပြီးတင်နေတာတိုက်တင်နေတာပဲရှင်းရှင်းလေးရကျွန်တော်တို့ကပြီးတင်နေတိုက်တင်နေအင်ပြန်နေတာပဲအဲ့ဒီပုံမှာကျွန်တော်တို့ကစူးစမ်းပြီးလုပ်ပါမယ်အခုလက်ကမြကျွန်တော်တို့အဆင်မပြေတဲ့ကြားထဲကလုံနေကြတာပဲဘယ်သူဖြစ်ဖြစ်ကျုံယုံပြီးတော့လုံနေရတာပဲဗျာရှင်းသလောက်နဲ့တခါလေကြည်တန်လေးချဟားပဲနောက်ွယ်ရှိပါအဲ့လိုမျိုးချိန်ပြီးတော့လုံနေရတာကိုလောက်တာတော့မှဟောတခါလားတော့လည်းတိုက်တင်နေဗျာ တိုက်တော့လည်းမပြည့်စုံသွားမှကြောက်တယ်နောက်ကမဖြည့်နိုင်မှကြောက်တယ်ဒီလူတွေနဲ့ကျွန်တော်တို့ရုံးကန်နေတာကျွန်တော်ပြောချင်တာအဲ့တော့ဘာဖြစ်လို့ကျွန်တော်တို့ကအနံ့ရပြီးမှရှုံးဖို့တော့ကျွန်တော်တို့လည်းမကြိုးစားဘူးအဲ့တော့နောက်ဆုတ်ဆရာလည်းအကြောင်းမရှိရှေ့တို့မယ်သွားမယ်အဲ့တော့ပြည်သူပါဝင်ရမယ်ပြည်သူပါဝင်လို့ရှိရင်ရ အဲ့တော့เนาะ MOD အနေနဲ့ကလည်းဒါကြောင့်တော်လိုင်းတက်ဖွဲ့ရဲ့အတန်နဲ့ဒါပြည်သူရဲ့အတန်ကိုနားထောင်ပြီးတော့ဒီတက်ပေါင်းစုအမြန်ဆုံးဖွဲ့နိုင်မှုကိုအမြန်ဆုံးအကောင့်ထဲပို့ကြပါလို့ပဲဒါကြောင့်အနေနဲ့တိုက်တွန်းပါတယ်เนาะဒါတချို့ကိစ္စတွေကြရင်ဒီ MOD ကိုဒါကြောင့်အနေနဲ့ကိုပေါင်ကိုလှန်ထောင်းသလိုဖြစ်မှာစိုးလို့တာမပြောတာပဲရှိတာเนาะတချို့ကိစ္စတွေကြရင်အများကြီးပြင်ဆင်ကြဖို့တော့လိုနေပါပြီเนาะကဲတော့နောက်ထပ်ဒီစစ်မှုတန်းတပ်သားတွေပါစရရဲ့ဒီ၄ကောတပ်ဖွဲ့မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးတွေကိုပြောဆိုထားရလေးကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ ဘာဝင်ဆိုလည်းမသိဘူးဒါပေမဲ့သူတို့ကတက်ဆိုပြီးတော့ရှေ့ကိုထိုးတင်တယ်ဝင်အဲထိုးတင်တော့ရိုင်းမဲ့တက်လာအဲ့အဲ့ချိန်ကျတော့သူတို့တန်နေရအရှိအမပါဘူးဟောမပါဘူးပါစတယ်ကြီးပဲပါစတယ်ကြီးပဲအိုင်းနေပြီလေပါစပဲอืมတိုင်ပိုင်းကြီးလည်းပါစားပဲဒုံးနဲ့ကြီးလည်းပါစားတယ်။ဟုတ်ကြည့်လား။ဟုတ်။တို့အကြီးကြီးတွေကဘုံတော့နောက်မှညာတယ်။အားလို့တက်လို့အားလို့တက်ခိုင်းလို့တက်ပေးပါတယ်။ကျွန်တော်ဘက်ကတော့တောင်မနဲ့ဝဲတရားကြည့်။အဲ့ဒီမှာထိတယ်မလား။ လက်မကြည့်ဘူးတာကြီးတက်တာပြေးပြီသူတို့ပြေးပြီဟုတ်လားပြေးပြီအဲ့တော့မင်းတို့အဲ့ဒါကြောင့်မင်းတို့အဲ့လိုမိုင်းကွင်းလဲနားမလဲတက်ကွင်းလဲနားမလဲဘာမှမသိဘူးအဓိကသွားမဲ့နေရာကိုရောက်ရမယ်ဆိုပြီးအတင်းထိုးတင်တော့တက်တော့အသေးပြောက်နေရကုန်အော်နေမြေတွေရသွားတော့ဒီဘက်ကဟိုလူကပြတ်တက်လို့တော့မနိုင်တော့လို့နေမြေဆုတ်ပေးလိုက်ရတဲ့အချိန်ကျတော့ဒါမင်းသူတို့ကအောင်ပွဲခံဘလောက်တည်လဲဆိုတာတော့မပြောတော့ဘူးအဲ့တော့၄ကီလိုတိုက်ပွဲစဖြစ်တဲ့က၄ရက်အတွင်းကိုမင်းတို့ဘလောက်တည်တာခုနကတော့ ဘယ်လောက်ကြီးခဲ့တယ်ရဘယ်လောက်ကြီးခဲ့တယ်ရနဲ့သေးရနဲ့ဆိုကျွန်တော်ဒီဟိုမထွက်ခဲ့ရင်ထီတော့100ကျော်ရှိတယ်အဲ၄ရက်အတွင်းတော့100ကျော်ရှိတယ်နော်ကြောက်စရာကြီးနော်အဲ၄ရက်အတွင်း100ကျော်သူတို့နောက်တန်းမိသားစုတွေကိုအကြောင်းကြားလာအကြောင်းကြားပါဘောဘောတို့မှာ100ရောက်လောက်သေးလို့ရှိရင်900ရောက်ကိုသတင်းပို့တယ်900ရောက်ကနောက်နေအတွက်ချမ်းသာသေးတယ်လေအခုလည်းဆိုနောက်နေကြရုပ်ရှင်ရိုက်ဖို့ချမ်းသာသေးတယ်ဟုတ်လားဘယ်လိုလဲဒီလိုပေါ့ဒီကဒီသက်ကွင်းနဲ့ မသွားရဲတဲ့နေ့မလာရဲတဲ့နေ့ဆိုလို့ရှိရင်အဘအေးဘာညာပေါ့ဒီနေ့တော့ဘယ်နှယောက်ကြပြန်ပြီအနာမိုးလေးနေရှိဟောတေးတာကိုခွဲပြီးသေးတယ်ခွဲပြီးသေးတယ်ဟာဟဲ့တင်အောင်ပို့ဟမ်တေးရဲမဖို့ဘူးမဖို့ဟောခွဲတာသေးရနောက်နေစားဟောအေးဘောဝါမင်းရလဲဒီကောင်းတွေတော်တော်မရိုင်းနဲ့သူတို့ကြတော့မတက်ရဲဘူးမင်းတို့ဘောင်းတယ်လူလူရောစစ်ကောင်ဒီဘက်ကပဲပြည့်ပြည့်တကယ်လက်တွေ့ဘောကိုကျန်းလန်းကြောင်လာကျွန်တော်တို့ခင်ဗျားတို့ကြည့်တာဟုတ်ကျန်းတဲ့ညီကိုပစာရောတင်နှက်တက်နေတဲ့ပစာရော ဟိုလက်ရှိမှာတန်းရင်မှာပဲဖြစ်ဖြစ်အရှေ့တန်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည့်အရှေ့တန်းကောင်းတယ်ခင်ဗျားတို့ပိုးသိပါတယ်ဒီလူတွေဘလို့လောက်တယ်ဘလို့ခိုင်းတယ်ခင်ဗျားတို့ပိုးသိတယ်ပိုးကျွမ်းတယ်ဓာတ်တွေကြာတော့ခင်ဗျားတို့ကျွန်တော်တို့ပဲဟိုအလကားနေပြီးတော့อืมဟုတ်လားဆက်အလကားရလို့စားတော့ပြီးတော့လကဖုန်းနဲ့လိုင်းလွှဲဟိုပြောဒီပြောဟာဘယ်နေရာကြီးတော့တင်းလိုက်ပြီးဒီကောင်တွေကမသေးတော့လားပါဝါရင်းကြီးလားတကယ်တမ်းလောက်တဲ့ကြာခင်ဗျားတို့လာကြည့်အောင်ခင်ဗျားတို့ခု ဟိုတက်လာခဲ့ဒီလေးကောဟိုတထောင်ကျော်တက်တယ်နောက်တော့3000တက်လာလဲခင်ဗျားတို့ပေးအောင်မှာပဲနေရာကတော့ပေးနေအောင်မှာဟိုလေးကောလည်းမဟုတ်ဒီဘက်ဆက်တက်ခဲ့အောင်ပေးအောင်မှာပဲဒါပေမဲ့ဒီဘက်ကတော့နောက်ဆုံးဖြစ်လို့ဖြစ်သွားတော့မှမလွှဲတော့လို့ဖြစ်သွားတော့တယောက်နှစ်ယောက်ခင်ဗျားတို့200 300အော်တိုလာနေသေးနေပြီမမီဩလာလာလုံးနဲ့ဘာမှမဟုတ်ဘူးခင်ဗျားသားမီးတို့ခေါ်ပြီးတော့နှိမ့်ဆန်တာအဲ့တော့ငိုတဲ့ကောင်တွေတော့ရှိတယ်ရှိတယ်အာတိုင်းမှုပွဲတဲ့ငိုတာ မလို့ကတာဟာလို့တိုင်းမဘောင်းငိုတာငိုမှာပေါ့နောက်ကတက်မှာမို့သူဟွာလောက်တယ်ဆဲလို့ဒီနေရာကိုရောင်းတက်မင်းနေပေချင်းအဲ့တော့မင်းတို့မတက်နိုင်ဘူးလားမပြုတ်နိုင်ဘူးလားဆိုတော့ကျွန်တော်တို့ဘာသာတွေကလည်းတည့်တိုင်းပဲလေလူဘက်ကကြောက်တာပေါ့ဒီမာကြီးကတော့ဒီတက်ခွင့်မှကျွန်တော်တို့ကလက်တွေခံရတယ်လေ तू ကနောက်မှာနောက်စကားမှာအေးဆေးဆိုတော့ तू ကဘာမှမသိဘူးတိုက်ပွဲပဲဖြစ်အောင်ပဲရှင်ကျွန်တော်ကအောင်လည်းမကောင်းပါဘူးဗျာဘူးရောက်လာဘူးရောက်လာတက်ကတိုင်းမို့လဲစစ်တဲ့အတွေ့အကြုံမရှိဘူးတဲ့ ရှိတော့ပိုးဆိုးတာပေါ့ညောက်အုံဒီပေးထားတယ်နောက်ကဘာဟေးဆိုအောင်ချချပဲဟုတ်တော့အာဘာမှမသိရှိပါဘယ်နှကောင်သုံးလုံးလဲနေမှာသူပါတူလုံးလဲတော့ဘယ်အဲ့လိုဘယ်နှတုံးလုံးနေလဲပြောရဲတဲ့ပြောလဲပြောရဲဒါကွင်းလင်းပြောပြတာဒီဟောစစ်တပ်ကိုစော်ကားလည်းမပါဘူးဒီတော်လိုင်းကိုလည်းမြောက်ဝင်ပြောတာတခုမှမပါဘူးလက်တွေ့ကြကြုံရတာကျုပ်တို့ကျုပ်တို့ကြည့်တာ သမဲမစားဟင်းမစားငါပြောပင်တပင်မြင်လို့ချင်းတောက်ရပြန်တတ်တော်မှအတိုင်းပြေးလူနေရတယ်ပေါ့ဟာဟာပြောပင်ကိုပြေးလူအဲ့ဒါဘယ်ဘယ်လို့ပြောတော့လင်းရင်နဲ့ပါညာပို့ပေးတာသူလင်းရင်မပြောပါနဲ့ဘုံလာချားရဲ့လင်းရင်တော့လမ်းကြည့်မမြင်ရဘူးငါကမရရဲဘူးတက်ချင်တက်ကြပါလို့ဟုတ်လားချိုးပါလာကြတော့ပြောတာပေါ့ချိုးပါလိုက်ပြောလင်းရင်လားချင်းအာအေးအာတော့လက်ကုန်ဒီနေကိုရီးယားကိုရီးယားစိုးရင် ဘာဖြစ်လို့လဲဆိုတော့ဒီလိန်လာကျဲပြီဆိုတော့နောက်နေမနဲ့မောင်းပြီဆိုတော့သိတယ်မောင်းရင်ပြေရောက်မြေဩတာဖြစ်ပြီလေမြေဩတာဘေးမှမရောက်ကဲတော့ဒီစစ်မှုတန်ပေါ်တာအဆွဲမခံရသေးတဲ့သူတွေအနေနဲ့ကလည်းနော်ဒါပေါ်တာအဆွဲခံရပြီးတော့ကိုတွေ့ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ပြောဆိုချက်တွေကိုတေချာလေးနားထောင်ပြီးတော့ဒါသင်ခန်းစာယူလို့ရအောင်ဒီဗီဒီယိုလေးကိုဒါကြောင့်နေနဲ့တင်ပေးနေရတာပေါ့နော်အဲတော့ဒီ secret တဲ့ပေါ်တာဆွဲတာကိုမခံချင်ဘူးဆိုရင်တော့ဘာတွေဆက်လုပ်သင့်လဲဆိုတာကိုကိုကိုဆုံးဖြတ်ကြပါပေါ့နော် ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီတမနာယူမင်းအောင်လိုင်ကိုကိုမမောင်ကလည်းဘလို့ဒီအမှန်တရားပြောတော့မလဲဆိုတော့ညှဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဦးမင်းအောင်လိုင်တမနာဖြစ်မလားသိစိတ်ဝင်ကောင်းတော့စိတ်စိတ်ဝင်စားစရာကောင်းတဲ့မိကုံးပေါ့ဗျာနော်အဲသူတမနာဖြစ်မလားမဖြစ်ဘူးလားဆိုတာကကျွန်တော်တို့အခုချိန်မှာဘာမှပြောလို့မရပါဘူးနော်အခုချိန်မှာဘာဖြစ်တမနာဖြစ်မလားမဖြစ်လားဆိုတာဆိုတာရှိရင်အခုချိန်မှာသူကယာယီတမနာဗျာနော်အခုရရလို့ဆိုလို့ရှိရင်တော့တမနာဖြစ်နေပြီလေဗျာကျွန်တော်ကရှုံးနေပြီ ကျွန်တော်ရှုံးနေပြီလို့ပြောပြတာအဲကြောင့်မလို့ခင်ဗျားတို့ကျွန်တော်လောင်းတာတာကျွန်တော်အခုဝင်ခံတာပါကျွန်တော်ရှုံးနေပါဘူးเนาะတခါလောင်းတော့မမှတ်မိလားခင်ဗျားတို့ဥမင်းအွန်လိုင်းဟာခင်ဗျားတို့ကျွန်တော်တို့ဒီအာနာစထိန်တဲ့အချိန်မှာအဲကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်ပြောတော့ပါဗျာเนาะအားလေခင်ဗျာဦးမင်းအွန်လိုင်းอ่ะဗောနော်အာနာယူလို့သူကတမရသွားတောင်းတာတော့ဆန်းစစ်ကြည့်မှာတဲ့တောင်းတဲ့ခမားတော့ဆန်းစစ်ကြည့်ရမပေးဘူးတဲ့မပေးအာအာကျွန်တော်ရည်တာဗောမဖြစ်နိုင်လားမင်းတမနာရသူကတော့ ့အဲ့ဒါဒီဗိုလ်ချုပ်စုံမင်းထံကိုပြောတယ်မြတ်ဗိုလ်သမရရာထူးပါဗျာတောင်းလို့ရတဲ့ရာမဟုတ်ပါဟဲ့ဟောသမရရာထူးတောင်းလို့မြတ်အဲ့ဒါနဲ့ပတ်သက်ဟုတ်တယ်ဟုတ်တာပဲဒါဥပဒေအကူကိုချက်ကြည့်တဲ့ခါမှလည်းမဟုတ်ဘူးလေသမရရာထူးတောင်းလို့မရအောင်အဲ့တော့ကျွန်တော်ကအဲဥမြောင်းလိုင်းဘက်ကဗျာသူကသမရယူတာမဟုတ်ဘူးပေါ့အဲ့တော့ပငယ်ချင်းနဲ့အားလုံးစမ်းကြည့်နော်စမ်းကြည့်ဥပဒေအကူကိုပဲကြည့်အောင်ဗျာနော်ဒီဟာ ရေကောက်ဝဲတော့မပြီးသေးဘူးလောလောဆယ်လောလောဆယ်တမနာယူတမနာရာလူယူလာတဲ့အခါကျတော့ဟွန်းအဲကျွန်တော်ကတော့သူတမနာရာသူကျွန်တော်ပြောခဲ့လေသူတမနာရာသူသူတမနာဖြစ်လို့ရှိရင်ဒါခင်ဗျားတို့မှန်တယ်ခင်ဗျားတို့မှန်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ကျွန်တော်ဒီပိန်းကိုကျွန်တော်ဘယ်တော့မှမခေါ်တော့ဘူးဆိုတဲ့စကားကိုကျွန်တော်ပြောခဲ့တယ်နော်အဲထို့တူပေါ့ဗျာနော်လောလောဆယ်ကျွန်တော်ကဘီထီဆိုတဲ့ကကျွန်တော်ရှုံးပါပြီလေလောလောဆယ်သူကခင်ဗျားတို့ပြောသလိုပေါ့ဗျာလောလောဆယ်ကမှအများကြီးတမနာယူလာတဲ့အခါကျတော့ ျွန်တော်ရှုံးသွားဆိုကျွန်တော်ဘယ်တော့မှခေါ်တော့ကျွန်တော်ကြိုက်တာကျွန်တော်ခေါ်လို့ရတယ်နော်ကျွန်တော်ကြိုက်ပြီးပြောလို့ရတယ်အဲဒါပေမဲ့ကျွန်တော်ခင်ဗျားတို့မီပိန်းလို့ဘယ်တော့မှခေါ်တော့ပါနော်အဲ့တော့တော်လိုက်အဲဒီပေါ့ဒီရွေးကောက်ပွဲပြီးရေတမရလုံးတမရလုံးဆိုကျွန်တော်ခွတ်ထုတ်ခွတ်လာထရှုံးတော့ပါနော်ဒါပေမဲ့လောလောဆယ်လည်းကျွန်တော်ရှုံးနေပါပြီသူကယာယီတမရယာလို့ယူသွားပြီလေနော်ကိုကျွန်တော်ရှုံးပါတယ်နော်ခင်ဗျားတို့ပြောသလိုပေါ့အဲဦးမင်း online သူဒီ ညာတို့ပြောသလိုပဲကျွန်တော်မှခံရမယ့်ပုံစံဖြစ်ပါပါတယ်။အင်းအဲ့တော့ကိုမမောင်တော့အမှန်တရားတွေပြောလုံးလို့ဟိုဘက်ရက်ကောဘုံမတွေကတော့ညီပင်းလို့ခေါ်တဲ့လူကခေါ်ညီမပြီးပြန်လာရင်ဖမ်းမယ်စီးမယ်နဲ့ကျင်းွားတဲ့သူကကျင်းွားနဲ့နော်အဲ့တော့ဒီကောင်ကြီးဘလောက်ပဲကျင်းဝါကျင်းဝါကိုမမောင်တော့အမှန်တရားတွေဆက်လက်ပြီးတော့ထုတ်ဖော်နေရဆိုတော့ဒါကြောင့်နေနဲ့လေးစားရအောင်ပဲเนาะအဲ့တော့လေးစားပါတယ်ဒါကြောင့် credit တွေလည်းပေးပါတယ်ကဲတော့ညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမတော်မတယောက်ချင်းနေတဲ့အထူးပဲကျေးဇူးတင်စီပါတယ်ဒါမနက်ဖြန်မှပဲတည်င်းကောင်းနေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ် ားအားလုံးပဲကျန်းမာပေးကင်းကြပါစေညာ you